ဒီတဏ္ဏကဘာတွေဖြန်ဆင်းလာလဲဆိုဟောဒီငါတို့ကိုယ်ကောင်ကြီးတွေကိုဖြန်ဆင်းတယ်တဏ္ဏကကျွန်တော်တို့လူခန္ဓာကိုယ်တွေကိုဖြန်ဆင်းလို့မရပါဘူးเนาะတဏ္ဏဆိုတာကအာဒိဋ္ဌိအစွဲတွေနဲ့အာဖြစ်ပေါ်နေတဲ့လူတွေဖြစ်ပါတယ်။အာဘာကြောင့်ဒီလိုပြောရလဲဆိုတော့ကဘာမှာပညာရှင်တွေအများကြီးရှိပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ကဘာကြီးတူတက်လာတာလဲဒီလိုပညာရှင်တွေကြောင့်တူတက်လာတာဖြစ်ပါတယ်။နော်ဒါဒိဋ္ဌိဆိုတာကအာအယူဆွဲမှားတွေနဲ့ တကယ်ကိုကျွန်တော်တို့အာကုသို့ညာတဲ့လူတွေဖြစ်တဲ့ဒါဒီလိုပညာရှင်တွေထွက်ပေါ်ကြရမရှိဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကခပိုင်မှာရှိတဲ့လူသားတွေဟာတဏ္ဍအစွဲကြောင့်ခန္ဓာရတာမဟုတ်ပါဘူးအာသူ့ပိုင်သူလူတိုင်းကခန္ဓာရတာပါဒီလိုတဏ္ဍအစွဲနဲ့ခန္ဓာရတယ်ဆိုတော့အာယူဆချက်ကလုံးဝမမှန်ကန်ပါဘူးခင်ဗျာအဲ့ဒီကိုယ်ကောင်ကြီးကဒုက္ခပဲအဲ့ဒါဒုက္ခသစ္စာလို့ခေါ်တယ်ကျွန်တော်တို့ကလူတိုင်းကလူရယ်လို့ဖြစ်လာရင်ဒီခန္ဓာကြီးကိုရမှာပဲနော် ခန္ဓာကြီးကိုရပဲဆိုပေမဲ့ကျွန်တော်တို့ဒီခန္ဓာရပြပေမဲ့လွတ်မြောက်ရလွတ်မြောက်ကြောင်းဆိုတာအာမြတ်စွာဘုရားကနိဗ္ဗာန်ရှိတယ်လို့ပြောထားတာဖြစ်ပါတယ်เนาะကျွန်တော်ဒီခန္ဓာကြီးပေါ်မှာဒါဒုက္ခကြီးပဲဆိုရင်တော့ကျွန်တော်တို့ကအာလွတ်မြောက်စရာအကြောင်းမရှိတော့ဘူး။ဘာကြောင့်လဲဒီခန္ဓာရတာတာနဲ့ညာကျွန်တော်တို့ကဒီဒုက္ခကြီးဆိုတာအာရှိနေတယ်ဆိုရင်ဒါဟာကျွန်တော်တို့လွတ်မြောက်စရာလမ်းမရှိဖြစ်တယ်။အဲဒီလိုမျိုးအယူဆလဲအာဒါဟာလွဲချွန်နေပါတယ်။အဲ့ဒီဒုက္ခသစ္စာကိုခံစင်းတဲ့ကောင်ကတဏှာတဲ့ တကယ်တော့အာဒါတော့နည်းနည်းနီးစပ်တယ်ပေါ့နော်နီးစပ်တယ်ဆိုရင်ဒါ तू ပြောတဲ့တစ္ဆာတရားတွေမှာအာမပြည့်စုံနေပါဘူး तू ကတိုင်တိုင်ပတ်နေတာဖြစ်ပါတယ်သက်နာထောင်ပြီးပေါ့ခင်ဗျအဲ့ဒါမျိုးဆိုပြပြပေးတဲ့တစ္ဆာလေးပါဒါ तू ကအဲ့ဒီအချက်တွေကို ရောနှောပြီးတော့တစ္ဆာလေးပါလို့ပြောသွားတာပေါ့နော်ဒါဆိုရင် तू ပြောတဲ့တစ္ဆာလေးပါမှာငါပြန်ကြည့်ကြည့်မယ်ဆိုရင်ပထမဆုံးတဏှာဖြစ်တယ်ဘာတဏှာပြီးရင်အဲ့တဏှာတော့ခန္ဓာကိုရတယ်နော် ခန္ဓာကိုရသည်ယင်အဲ့ဒီခန္ဓာသည်အာဒုက္ခတစ္ဆာဖြစ်တယ်အဲဒုက္ခတစ္ဆာသည်တဏှာဖြစ်တယ်ဆိုတဲ့အချက်အဲဒီ၃၃ချက်လေး၃ချက်မှာပဲလည်နေတယ်ပေါ့နော်ခန္ဓာရဲ့ဟောတဏှာရဲ့ခန္ဓာရဲ့အဲဒုက္ခတစ္ဆာရဲ့အဲဒီ၃ချက်ကိုသူကအဲ့ဒါမြတ်စွာဘုရားပြည့်ရဲ့တစ္ဆာလေးပါလို့တော့ပြောတာပေါ့နော်ဒါဆိုရင်နောက်သူဘာဆက်ပြောမလဲနားထောင်ကြည့်ပါဦးခင်ဗျအဲ့ဒီတဏှာကိုပယ်တတ်နိုင်လို့လေမကိရှိပါအောင်ကျင့်ရမယ်ဟောမကိရှိပါတော့ပါလာပေါ့နော် ဒါဆိုရင်သူပြောတဲ့သစ္စာလေးပါးမှာပထမအဆုံးကအာတဏတဏဘောเนาะတဏနေပြီးတော့ခန္ဓာကိုဖန်ဆင်းတယ်เนาะတဏရဲ့ခန္ဓာရပြီအဲခန္ဓာသည်ဒုက္ခသစ္စာဖြစ်တယ်เนาะအဲဒါဒါသုံးနံပါတ်3ချက်ရပြီเนาะတဏရဲ့ခန္ဓာရဲ့အဲဒုက္ခသစ္စာရဲ့အဲခုနအခုပြောခဲ့တဲ့မခင်သစ္စာရဲ့တရားစုတာလေးချက်ပြီးပါပြီဗောနော်ဟုတ်ကဲ့ပါဆက်ပြီးတော့နားဆင်ပြီးပါဦး မဂ္ဂင်7ပါးကိုကျင့်လိုက်ပြီအဲ့ကဏ္ဍပေသွားလို့ရှိရင်ဘာပေါ်လာလဲဆိုတော့နိဗ္ဗာန်ပေါ်လာတဏှာနေရာမှာနိဗ္ဗာန်ပေါ်လာမဂ္ဂင်7ပါးကိုကျင့်လိုက်တဲ့ခါကျရင်အာသူဟာနိဗ္ဗာန်ကိုတွေ့တယ်တဏှာနေရာမှာနိဗ္ဗာန်ပေါ်လာတယ်လို့အာသူကဆိုလိုသွားတာဖြစ်ပါတယ်အဲ့တော့သူရဲ့ဆိုလိုချက်မှာကအာဒီတစ္ဆာ၄ပါးမှာကအကုန်လုံးကလွဲချွတ်နေပါတယ်နော်ပထမဆုံးသူကတဏှာအာတဏှာကတဏှာဆိုတာက ဘယ်ရလာဆိုခန္ဓာကိုဖန်ဆင်းပြီးတယ်တဏှာကနေပေါ့ခန္ဓာကိုဖန်ဆင်းနေဆိုရင်ဒါအာလောကယူဆလွဲပါတယ်လူတိုင်းဟာအာပညာတတ်တဲ့လူတွေရှိတယ်ပညာအာရည်တွေးညံ့ဖြစ်တဲ့လူတွေရှိတယ်မျိုးမျိုးရှိကြပဲเนาะတော့ကျွန်တော်ကဘာကြီးမှာအာဆန်းတစ်ပေါ်ပေါက်လာတဲ့အရာတွေဒီအာဒါဟာကျွန်တော်တို့ရဲ့ပညာရှိတဲ့လူတွေရဲ့အာတွေးခေါ်ကြံစည်မှုကြောင့်ဆန်းတစ်လာတာဖြစ်တယ်ဆန်းတစ်လာဖြစ်တဲ့အတွက်ဒါဟာခန္ဓာခန္ဓာတိုင်းဒီတဏှာလို့အာဆွဆွဲလို့ပြောလို့မရပါဘူးအာဒါဟာ အာလုံးဝတစ္ဆာလေးပါးမှာမှားနေပါတယ်နောက်တစ်ခါကအာခန္ဓာဒီဒုက္ခတစ္ဆာဖြစ်တယ်ဆိုတော့အယူဝါဆာအယူဝါဒကလည်းလုံးဝလွဲပါတယ်ဒုက္ခတစ္ဆာဒီဒုက္ခပြစ်ကြောင့်အကြောင်းတရားပဲဖြစ်ပါတယ်ကျွန်တော်ခန္ဓာကြောင့်ခန္ဓာကြီးမှာဖြစ်နေတဲ့ရှိနေတဲ့ဒုက္ခတွေကိုကျွန်တော်တို့ကြည်တာမဟုတ်ပါဘူးလောကကြီးမှာဖြစ်နေတဲ့အကြောင်းတရားတွေဟာငါဘာကြောင့်ဒုက္ခဖြစ်ရတယ်ဆိုတော့အကြောင်းတရားကိုအာရှာပွေးဖြစ်တဲ့အတွက်ဒုက္ခတစ္ဆာဒီ ဟာဒုက္ခပဲဖြစ်ပါတယ်။နော်ဒုက္ခဖြစ်ရတဲ့အကြောင်းတရားဖြစ်ပါတယ်။အဲဒီလိုမျိုးခန္ဓာကိုယ်ကဒုက္ခဖြစ်ရတယ်ဆိုရင်ဟာဒါဟာဟာတစ္ဆာတရားရဲ့မှားရင်းစွာအဓိပ္ပာယ်ဖွင့်ပြပဲဖြစ်ပါတယ်။ဒုက္ခတစ္ဆာကိုတဏှာလို့တစ်ခါပြည့်ယူဒုက္ခတစ္ဆာကိုတစ်ခါတဏှာဆိုပြီးတော့ပြည့်ယူပြန်တယ်။ဟာဒါကလည်းမှားပါတယ်။ဟာဒုက္ခတစ္ဆာကဒုက္ခဖြစ်ကြောင်းအကြောင်းတရားပဲဖြစ်ပါတယ်။ဟာတဏှာနေရာကိုပြန်သွားလို့မရပါဘူး။နော်အဲ့ဒီမှာသူကအဲ့ဒါတစ္ဆာလေးပါးကိုတွေ့ခဲ့တယ်။ အဲဒီတဏှာကိုပယ်ရမခင်ကိုကြည့်ရမယ်ဆိုတော့အဲလမ်းကြောင်းကိုပြန်သွားရပေါ့နော်လမ်းကြောင်းကိုပြန်သွားရဆိုတော့ကျွန်တော်တို့ကဒီတဏှာကိုဟာတဏှာရှိနေတာဒီနိဗ္ဗာန်မရရင်တဏှာရှိနေတာနော်တဏှာရှိနေတာဒီနိဗ္ဗာန်မရလို့တဏှာရှိနေတာနော်ဒါမခင်ကြည့်မှတဏှာကိုပယ်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့ကသူရဲ့ဒုက္ခသစ္စာ အကြောင်းတရားတွေကိုဒီလေးချက်လုံးညီမျှအောင်သိမှကျွန်တော်တို့တဏှာကိုပယ်နိုင်မှာဖြစ်တယ် မက်ကင်တစ်ခုတည်းနဲ့ကျွန်တော်တို့ပယ်လို့မရအောင်နော်အာကျွန်တော်ကျွန်တော်ရဲ့အာဟောနိဗ္ဗာန်ရောက်ကြအောင်လမ်းစဉ်တစ္ဆာလေးပါလမ်းစဉ်မှာကျွန်တော်ကအစဉ်အဆက်နဲ့ထပ်ပြပြီးတာနော်ပထမကကျွန်တော်တို့ကဒုက္ခတစ္ဆာဖြစ်တယ်ဒုက္ခတစ္ဆာဆိုတာဒုက္ခဒုက္ခပဲဖြစ်တယ်ဒုက္ခဆိုတာဒုက္ခဖြစ်တဲ့အကြောင်းတရားတွေကိုအာကျွန်တော်တို့ကမြင်တွေ့နိုင်အောင်အောင်ကြည့်ရှုတတ်ဖို့လိုတယ်ဒီနေ့မြန်မာနိုင်ငံဆိုရင်မြန်မာနိုင်ငံကဘာကြောင့်ဒီလိုဆင်းရဲရလဲ ဆိုတဲ့အကြောင်းတရားဘာတူလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်ရမှာမြင်နိုင်ပြီးရင်ကျွန်တော်ကသမှုတရားတစ္ဆာယအပယ်ပယ်နိုင်တဲ့ဘာကြီးပြည့်သွားပြီအာဒါကြီးတော့ငါတို့ဝိုင်းပယ်ကြမယ်ဟေးဆိုတဲ့ဝိုင်းပယ်နိုင်တဲ့အဆင့်ရောက်သွားပြီနော်ပယ်နိုင်တဲ့အဆင့်ပယ်နိုင်တဲ့အဆင့်ဖြစ်ပြီးမှဒီဝိုင်းပယ်ပြီးတော့မှကျွန်တော်တို့ကအာမက်ကင်တစ္ဆာကိုသွားမှဖြစ်တယ်မက်ကင်တစ္ဆာဆိုတာစီကံချက်တွေဖြစ်တယ်အဲ့ဒီစီကံချက်တွေကိုကျွန်တော်တို့ကအာသဘောတူပြီးတော့လက်ခံကြည့်တုံးလိုက်ပြီဆိုရင်အာသူ ဟာတရားဥပဒေတွေဖြစ်သွားတာဖြစ်တယ်လူတွေကိုဘောင်ထဲမှာငါတို့လည်းမဟုတ်တာမလို့မင်းတို့လည်းမဟုတ်တာမလို့တဲ့စသဖြင့်ကျွန်တော်တို့ကဟာလူဟိုနေမောလက်ခံလိုက်တာပေါ့နော်လက်ခံဒီဥပဒေတွေကိုလက်ခံလဲလက်ခံပြီးတော့ဟာအိုင်နာจิตတုံးတယ်ဒါဟာကျွန်တော်တို့ကမက်ခင်တစ္ဆာလို့ခေါ်တယ်နော်အဲဒီမက်ခင်တစ္ဆာပြီးတော့မှကျွန်တော်တို့ကအဲဒီဥပဒေတွေဟာဟာအာလုံးမှာညီတူမျှတူပေါ့နော်ဟောဥပဒေထက်မှာညီတူမှမရှိရဆိုတဲ့အခြေအနေရောက်သွားပြီဆိုရင် အဲ့ဒါဟာကျွန်တော်တို့ကဟိုနိရောဓတစ္ဆာစိုက်သွားပြီဖြစ်တယ်။ဟောအဲ့ဒါဆိုရင်ကျွန်တော်နိဗ္ဗာန်ကိုအမြဲပြောတယ်ကျွန်တော်တို့နိဗ္ဗာန်ဟာလူလောကမှာရှိတယ်။အာလူဖြစ်တုံးမှာဒီလူလောကရဲ့နော်လူဖြစ်ရဂျူနတ်အောင်နေရအောင်လုပ်ခဲ့တဲ့မြတ်စွာဘုရားရဲ့လမ်းပြထားတာဖြစ်တယ်။နော်လမ်းပြထားတာဖြစ်တယ်။ အဲကျွန်တော်တို့ဒီလူမျိုးလူလောကမှာရတဲ့အခွင့်အရေးမျိုးဖြစ်တယ်ဒါဟာဘယ်ဘုံဘဝမှာမှမရှိဘူးလူဖြစ်တုံးရမယ့်အခွင့်အရေးပဲဖြစ်တယ်ဟာတကယ်လို့ကျွန်တော်တို့ကဟာတမလုံပြောင်းသွားရင်တကယ်လို့မြတ်စွာဘုရားတော်မှာသူတို့ကစကားဘယ်လိုကြီးတာလဲဆိုတော့မြတ်စွာဘုရားတော်မှာတိနိဗ္ဗာန်စံတယ်လို့ပြောလို့မရအောင်ဟာမိစာကုံစီကန်းသွားတဲ့အဲဟိုနေမို့နော်အလင်းတော့မရှိတော့တာအခြေအနေပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကလူဖြစ်တုံးပဲ ဒါနိဗ္ဗာန်ပေါ်မှာကျွန်တော်တို့ယက်တည်ရတာဖြစ်တယ်။အာလူတွေကိုနိဗ္ဗာန်ပေါ်မှာနိဗ္ဗာန်လမ်းကြောင်းပေါ်တိဆောက်ပြီးတာချင်းဖြစ် လူတွေဟာအာလောဘဒေါသမောဟနေပြီးတော့လူဖြစ်ရကျူနတ်တယ်ဆိုတဲ့သဘောကိုကျွန်တော်တို့အာစာတွေလည်းရေးတာပြီးဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်ဒီပို့လေးကိုဘာကြောင့်ချင်းရလဲဆိုတော့အာဒီလူကဘာသာရေးနဲ့ပတ်သက်ပြီးတော့အမြဲပြောနေတာလည်းတွေ့ပါတယ်နော်။ငါတို့ဒီမှာဒီနိဗ္ဗာန်ကိုခွင့်ဆိုသွားရမှာလဲလုံးဝလွဲချော်တဲ့အာ စကဲအုံနှုံးနေတုံသွားတာတွေ့ပါတယ်။အာတစ္ဆာလေးပါဆိုရင်အာဒုက္ခတစ္ဆာ၊သမုဒယတစ္ဆာ၊မတ္တတစ္ဆာရယ်၊နိရောဓတစ္ဆာရယ်ဒီတစ္ဆာလေးမျိုးပဲဖြစ်ပါတယ်။ပြီးပြောတဲ့တစ္ဆာတွေမှာဒုက္ခတစ္ဆာပါတယ်။အာမဂ္ဂိတစ္ဆာပါတယ်။ဒီနှစ်မျိုးပဲပါတယ်။တဏ္ဍကအတဏ္ဍာ၄နဲ့ဟောတဏ္ဍာ၄နဲ့ခန္ဓာကိုယ်၄နဲ့အာရှုပ်ချက်ခတ်နေတာပဲ။ဒါဟာကျွန်တော်တို့မြတ်စွာဘုရားရဲ့အဲတစ္ဆာလေးပါမဟုတ်ပါဘူး။နော်။လွဲမှားနေပါလေ။အဲတကယ်လို့ အာထပ်တိတာရှိကျင်လေကျွန်တော်တို့ဗီဒီယိုလေးဒီကွန်မန့်ဗီဒီယိုရဲ့အောက်မှာကွန်မန့်လေးတွေပေးပြီးတော့မေးမြန်းနိုင်ပါတယ်မချစ်ချူအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ